အားလုံးပဲမင်္ဂလာပါ War Boss ကနေပြန်လေးကြိုဆိုပါရစေ။စစ်သမိုင်းချောင်းနဲ့ပတ်သက်တာတွေကိုပြပြဆုံဆုံတင်ဆက်ပေးတော့ပါမယ်။ဒုတိယကမ္ဘာစစ်မှာ1944ဆိုတာကဂျာမနီအတွက်တည်ရှင်ရေးဖြစ်လာခဲ့တဲ့နှစ်ပါ။ဂျာမနီနဲ့အီတလီတို့လိုဝင်ရိုးဒန်းမဟာမိတ်တွေထိန်းချုပ်ထားတဲ့ဒီအနောက်ဥရောပကိုမဟာမိတ်တွေဘက်ကရှေရှားလာနိုင်တဲ့အတွက်ပါ။တကယ်တော့အနောက်ဥရောပကိုမဟာမိတ်တွေဘက်ကရှေရှားလာနိုင်ခဲ့တာ 1940မဟုတ်ပဲ1943စက်တမ်ဘာမှာကတည်းကပါ အီတလီကုန်းမကြီးပေါ်ကိုမဟာမိတ်တွေကစပြီးရှေ့ရှားလာနိုင်ခဲ့ပါတယ်မဟာမိတ်တပ်တွေဝင်လာပြီးမကြခင်မှာပဲအီတလီကလက်နက်ရှာခဲ့ပါတယ်ဘာလဲအစိုးရအတွက်တော့ဒီကိစ္စက NDA ရှိတဲ့ကိစ္စပါဒါကြောင့်ဂျာမန်တပ်တွေကိုအီတလီမြောက်ပိုင်းနဲ့မဟာမိတ်တပ်တွေမရောက်နိုင်သေးတဲ့နေရာတွေစီကိုဝင်ပြီးတော့မှနေရာယူခဲ့ပါတယ်အီတလီစစ်တပ်ကိုလည်းဂျာမန်တပ်တွေကလက်နက်ဖြုတ်သိမ်းတာတွေလုပ်ခဲ့ပါတယ် အကြောင်းရင်းကတော့ဒီမဟာမိတ်တွေနဲ့အီတလီကစေးပြေငင်းရေးစာချုပ်ရှုပ်ပြီးတော့တဲ့အပြင်မဟာမိတ်တွေဘက်ကပါဝင်တိုက်လာတဲ့အတွက်ပါအစပိုင်းမှာတော့ဟစ်တလာဘက်ကဒီလိုလုပ်ဖို့မစင်စားခဲ့ပါဘူး1943ဇူလိုင်မှာဆိုရင်မဟာမိတ်တွေကဒီအီတလီပိုင်းဆီစလီကျွန်းကိုထိုးစစ်ဆင်နေခဲ့တာပါဟစ်တလာဘက်ကဒီထိုးစစ်ကိုအယောင်ပြထိုးစစ်အနေနဲ့မြင်တာပါမဟာမိတ်တွေကဒီဆီစလီကိုအယောင်ပြပြီးတော့မှဘောလကန်ဒေသဒါမှမဟုတ်ဒီပြင်သစ်မှာထိုးစစ်လုပ်မယ်လို့သူထင်ခဲ့ပါတယ်ဒါကြောင့် ပြင်သင်းတဲ့ဒီဘောလ်ကင်ဒေတာမှာအင်အားတွေတိုးချခဲ့ပါတယ်ဒါပေမဲ့အဲ့လိုဖြစ်မလာသေးပဲဒီဆစ်စလီအပြီးမှာအီတလီကိုမာကြီးဘော်ကိုမဟာမိတ်တွေကရောက်ချလာပါတယ်ဒီလိုရောက်ပြီးမကြခင်မှာပဲအီတလီကလန်ဒန်ရှာလိုက်တဲ့အတွက်ဟစ်တလာဘက်ကအီတလီကိုကောက်ကွယ်ဖို့လုပ်ခဲ့တာပါဒါပေမဲ့နောက်တနှစ်1940လေးဆွန်လာမှာတော့ဟစ်တလာအရင်ကထင်ခဲ့တဲ့အတိုင်းပြင်သစ်ကနေမဟာမိတ်တပ်တွေကထိုးစစ်လုပ်လာပါတယ်ဟစ်တလာအတွက်အယူမီဝိုင်းတလို့ကို ဖြစ်လာခဲ့ပါပြီအနောက်ဥရောပမြေပေါ် မာဒီမဟာမိတ်တွေဝင်လာနိုင်တဲ့ကိစ္စကိုမတားနိုင်တော့ပေမဲ့အချိန်ကြာမြင့်အောင်နဲ့ဒီဘာလင်စီကိုမရောက်အောင်တားဆီးနိုင်ဖို့လုံနိုင်သေးတယ်ဆိုပြီးတော့မှဟစ်တလာကမြင်ပါတယ်။ဒါကြောင့်အဆုံးဖြတ်ပေးမယ်ဒါမှမဟုတ်ဒီအချိန်ဆွေးနိုင်မဲ့စစ်စင်ရေးတစ်ခုကိုဟစ်တလာကလုပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒီစစ်စင်ရေးကတော့ West Amrine လို့ခေါ်ပါတယ်။မဟာမိတ်တွေကတော့ဒီ Vault Type Way လို့ခေါ်ပါတယ်။အခုဗီဒီယိုကအဲ့ဒီစစ်စင်ရေးဒါမှမဟုတ်ဒီ Type Way အကြောင်းကိုပြောမှာပါ။တိတိကျကျဆိုရင်တော့ စစ်စင်ရေးရဲ့ဒီအစားဦးဆုံးဖြစ်တဲ့ Lanzarote ရော်တိုက်ပွဲအကြောင်းပါ Boss တိုက်ပွဲအကြောင်းအပြည့်အစုံကိုလည်းကျွန်တော်နောက်ထပ်ဗီဒီယိုမှာအပြည့်အစုံတင်ဆက်ပေးတော့အောင်ပါအခုတော့ Lanzarote ရော်တိုက်ပွဲအကြောင်းကိုပဲကျွန်တော်တို့တွေ့ကြရအောင်ပါ1944မှာတော့တောင်ဘက်ကအီတလီမှာမဟာမိတ်တပ်တွေထိုးစစ်ဆင်နေသလိုဒီအရှေ့ဘက်ကျမ်းမှာလည်းတန်နီတော်ကရှီတက်လာနေပါတယ်အနောက်ကျမ်းမှာလည်း American ဥဆောင်တဲ့ထိုးစစ်တွေကဘာလင်ကိုဥတီလာနေကြတာပါအယူမီဝိုင်းဖြစ်နေတဲ့ဟစ်တလာက သူနဲ့အနီးဆုံးမှာရှိနေတဲ့ဒီအနောက်ဘက်ခြမ်းကထိုးစစ်ကိုရပ်တန့်ဖို့အတွက်1944ဒီဇင်ဘာလလေလောက်မှာလှုပ်လာခဲ့ပါတယ်။ဘာကြောင့်အနောက်ခြမ်းကထိုးစစ်ကိုခုခံဖို့အရင်ဆုံးရွေးရှည်ရတယ်လဲဆိုရင်တော့ဘာလင်နဲ့အနီးဆုံးမှာရှိနေတဲ့အတွက်ကြောင့်ပါ။အီတလီဘက်ကထိုးစစ်တွေကဘာလင်ကိုရောက်ဖို့ဆိုရင်ဒီအစ်တောင်နန်းကိုဖြတ်ရအောင်ပါ။တန်နီတော်ရဲ့ထိုးစစ်ကလည်းအဲ့ဒီဒီဇင်ဘာမှာငြိမ်သက်နေခဲ့ပါတယ်။တန်နီတော်ကိုအဲ့ဒီအချိန်မှာတံပြင်းထိုးစစ်ဆင်ဖို့က ဟစ်တလာအတွက်ရွေးချယ်ရမယ့်အရာမဟုတ်တော့ပါဘူး။အဲ့ဒီလိုလုပ်ခဲ့ရင်ဒီနောက်ထပ်အမှားတစ်ခုကိုတီးတီးရဲနဲ့ထဲလို့တလို့ဖြစ်သွားနိုင်တဲ့အတွက်ပါ။ဆိုဗီယက်ကိုထိုးစစ်စင်တုံးကဂျာမန်တွေအသက်ပေးခဲ့ရတာမနေပါဘူး။ဟစ်တလာရဲ့အနောက်ဖက်ဆန်ကတမ်ပြန်ထိုးစစ်အစီအစဉ်ကတော့ဒီအာဒင်တောအုပ်ကနေမဟာမိတ်တွေကိုဥရှိုးဖို့ပါ။ပြင်သစ်ကိုတင်ပိုက်ခဲ့တာကလည်းအဲ့ဒီတောအုပ်ကနေဖြစ်ပြီးတော့မှအဲ့ဒီတောအုပ်ကနေဖြတ်ပြီးတော့မှထိုးစစ်စင်နိုင်ခဲ့တဲ့အတွက်ပါ။ဒါကြောင့် ဟစ်တလာကဒီတော်အုပ်ကိုပဲအောင်မြေအနေနဲ့ထပ်ပြီးရွေးခဲ့ပါတယ်1944ဒီဇင်ဘာဆိုတဲ့ကာလကဆောင်းရာသီတွေကိုရောက်နေပါပြီဥရောပမှာဆောင်းရာသီကနှင်းတွေနဲ့ AK နေတဲ့ရာသီပါဂျာမနီဘေဂျီရဲ့နေဆဲမှာတော့တိုက်ပွဲတွေက AK နေလဲမရနိုင်သေးပါဘူးဒီတရှုမဟာမိတ်တပ်တွေဆိုရင်ဇွန်လမှာကလေးကစစ်မြေပြင်မှာရှိနေကြရတာပါတဲအပြောင်းလေးတွေလည်းရှိပေမဲ့အများစုကတော့တဲတစ်ခုလုံးပြောင်းလဲတာထက်လူသစ်တွေကိုပဲတိုက်ပွဲပို့လာတာပါ ဂျာမနီဘီဂျီရဲ့နေဆက်ကတိုက်ပွဲတွေနေတိုင်းကြုံနေရတဲ့အခြေအနေတခုပါ။ဘာကြောင့်လူအသစ်တွေကိုပို့ထားရသလဲလို့ကျွန်တော်တို့စဉ်းစားရှင်းစရာရှိပါတယ်။တကယ်တော့မဟာမိတ်တွေကစောက်ရသည့်အတွင်းမှာကြီးမားတဲ့ထိုးစစ်တွေလို့ဖို့အစီအစဉ်မရှိသေးပါဘူး။1944ဇွန်လကနော်မန်ဒီမှာကန်တန်းနိုင်ပြီးကလေးကထိုးစစ်တွေလှုပ်လာခဲ့ပြီးတော့1944စက်တင်ဘာမှာထိုးစစ်အရှင်ကိုရောလာခဲ့ပါတယ်။ဘာကြောင့်ထိုးစစ်အရှင်ကိုရှော့ခဲ့ရသလဲဆိုရင်ဂျာမနီရဲ့ဒီပထမခံစည်းလိုင်း ပြင်သေးနဲ့ဒုတိယကန်ဆယ်လိုင်းဘေဂျီယံကိုထိုးဖောက်နိုင်ခဲ့ပေမဲ့မဟာမိတ်တွေဘက်ကဆုံရှုံမှုတွေရှိခဲ့တဲ့အတွက်ပါနောက်ပြီးတော့ຫນွေဥမလုံမန်းထိုးစစ်အတွက်မဟာမိတ်တွေရဲ့ထောက်ပံ့ရေးလမ်းကြောင်းကိုလည်းပေရှားပြင်ဆင်ကြဖို့အချိန်လိုအပ်လို့ပါဒါကြောင့်သူတို့ကဒီဂျာမနီတဲကိုမဝင်ကြသေးပဲဘေဂျီယံနေဆက်ကနေစောင့်နေကြပါတယ်တကယ်တော့ဘေဂျီယံနဲ့ဂျာမနီနေဆက်ဆိုတာကဘာလဲအတွက်တာရီယာကန်ဆယ်လိုင်းကြီးပါဂျာမနီဘက်ကကန်ဆယ်ကိုကောင်းကောင်းပြင်ဆင်ထားနိုင်တယ်လို့လည်း ်မဟာမိတ်ဘက်ကယူဆထားခဲ့ပါတယ်မဟာမိတ်တွေရဲ့နောက်ထပ်အယူဆကတော့ဂျာမနီတွေတံပြန်ထိုးစစ်လုပ်ဖို့အင်အားအရလောက်မကျန်တော့ဘူးဆိုတာပါမဟာမိတ်တွေကဂျာမန်ရဲ့တာရီယာခံစေလိုင်းနာမှာတူတက်တွေကိုခုခံဖို့အတွက်ပဲထားခဲ့ပါတယ်အဲ့ဒီတက်တွေတွေမှာမှာအမှတ်390လေးရှေ့ကျန်တရင်ကြီးလည်းပါပါတယ်ဒီတရင်က American Citadel ရဲ့တက်မ90ကိုလည်းအောက်ခံတက်ပါဒီတက်ထေးကတက်ဖွင့်မယ်အများစုကတော့လူသစ်တွေပါဂျာမန်ထိုးစစ်မစားခင်ဒီတလားအလိုလောက်ပါပဲ ဥရောပကိုရောက်လာကြတဲ့တဲတခုပါပဲ1940ဒီဇင်ဘာ6ရက်နေ့မှာတော့သူတို့တွေကဂျာမန်ထိုးစေးနဲ့ပထမဆုံးကြုံလာရပါတယ်တိတိကျကျဆိုရင်တော့364တန်ရင်တွေကထောင်းလဲရေးနဲ့ရန်သူစောင့်ကြည့်ရေးတက်စုပါဒီတက်စုကဒုတိယကမ္ဘာစစ်သမိုင်းမဟာမိတ်တွေရဲ့ဒီဘာလင်ထိုးစေးသမိုင်းမှာမေးပျောက်ခံလို့မရတဲ့တက်စုတစ်ခုပါဒီတက်စုတွေကလူတွေကိုတော့အသိအချာကိုစီစစ်ရွေးချယ်ခဲ့ကြပါတယ်ထောင်းလဲရေးအရေးအရှင်ပြီးရင်တိုက်ခိုက်ရေးအရေးအရှင်နဲ့ ိုခံထားကိုင်းညီတာတွေကိုအဓိကထားပြီးရွေးရှည်ထားပါတယ်။သူတို့ရဲ့တာဝန်ကလည်းလွယ်ကူမနေကြပါဘူး။မိခင်တယင်းကနေအရှိဆုံးတောပေးရတဲ့တပ်ပါ။ရန်သူတွေကိုအနီးကပ်ထောင်းလန်းကြားရပြီးတော့တယင်းအတွက်နားနဲ့မျက်စိတွေလိုနေရပါတယ်။အတက်အနေနဲ့လည်းအနီးဆုံးကြုံရနိုင်တဲ့တက်စုပါ။ဒီတက်စုကိုဒီ bow line box ကဥဆောင်ပါတယ်။တက်စုတွေမှာတော့အင်အားက6ယောက်ပါတဲ့တက်စုနှစ်ခုနဲ့9ယောက်ရှိတဲ့ပင်မအဖွဲဆိုပြီးတော့မှ25ယောက်ပါပါတယ်။တကယ်တော့ ရှေးပြေထောက်လန်းရေးအဖွဲ့ခေါင်းဆောင်ကဒီတန်းရင်တစ်ခုလုံးမှာဒုတိယအသက်အငယ်ဆုံးပါ1944ဒီဇင်ဘာအစပိုင်းလောက်မှာတော့3964တန်းရင်ကအာနန်တော်အုံနဲ့မဝေးတဲ့နေရာကိုရောက်နေပါပြီသူတို့ရဲ့တာဝန်ကတောင်ပိုင်းမှာရှိတဲ့နေရာတွေကိုစောင့်ကြည့်ထောက်လန်းဖို့နဲ့ဂျာမန်တွေရဲ့လှုပ်ရှားမှုတွေကိုသတင်းပေးဖို့ပါလန်ဇရဲဆိုတဲ့ရော်မှာသူတို့တပ်တွေကနေရာယူထားပါတယ်ဒီရော်ကဘေဂျီယံကိုတောင်မြောက်တွေ့ထားတဲ့လမ်းမပေါ်မှာရှိနေပြီးတော့ အရှင်းနဲ့အနောက်ကိုတွေ့တန်းထားတဲ့လမ်းမကလည်းယော်နဲ့မဝေးပါဘူးအဲ့ဒီလမ်းကိုတော့သူတို့ကဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ကောက်ွေးရမှာပါဒီဘောက်ကတူတက်တွေကိုလမ်းမပေါ်မှာဒီနေရာမရှိပဲယော်နာကဒီတောဆက်လေးမှာပဲနေရာရှားထားခဲ့ပါတယ်သူတွေ့တာကဂျာမန်တွေအဲ့ဒီယော်ကားနေဝင်လာမယ်ဆိုပြီးတော့ပါ0.5စက်တနက်နဲ့0.3စက်တနက်တွေကလည်းသူတို့အဖွဲ့မှာပါလာပါတယ်။တောအုပ်လေးတွေမှာတော့သူတို့ကဒီ pause hole လို့ခေါ်တဲ့ wedge တွေကိုတူထားကြပါတယ်။ တောအုပ်ရဲ့အပြင်ဘက်ကနေရာမှာလည်းလေးပေမြင်းတဲ့တန်ဆူကျိုးဒီ CEO တွေနဲ့ကားထားပါတယ်။ရော်ထဲမှာလည်းအရှင်တွေကိုစောင့်ကြည့်ဖို့အတွက်လူနေနေကိုထားထားပါသေးတယ်။ Dragon Tip လို့ခေါ်တဲ့ဒီတင်းကား Hunter ရဲ့တိုင်းတွေကိုလည်း Belgian Germany နေဆက်တစ်ချောင်းမှာထားထားပါတယ်။ American ဘက်ကတွေးတာကတော့စောင်းရသည်မှာ German တွေကထိုးစေးလို့မှမဟုတ်ဘူးဆိုတာပါ။ American ထောင်းလင်းရေးတွေက Germany ရဲ့နေဆက်နာကဒီအင်အားစုဖွဲ့မှုကိုတတိမထားမိခဲ့ပါဘူး။ ဂျာမင်တွေကထိုးစစ်အတွက်နေဆက်နားမှာပန်စာတရင်တစ်ခုကိုပို့ထားပါတယ်သူတို့ရဲ့အစီအစဉ်ကတော့ဒီ Brexit မျိုးနာက Entrap ဆိုတဲ့ဒီမဟာမိတ်တွေအတွက်ထောက်ပံ့ရေးမှာအရေးပါတဲ့မျိုးကိုသူတို့သိမ့်ကြမှာပါရည်ရွယ်ချက်ကတော့မဟာမိတ်တွေရဲ့ထိုးစစ်ကိုလာနေရှိကြအောင်တားဆီးနိုင်ဖို့ပါပဲပန်စာတရင်တစ်ခုကအဲ့ဒီမှာစစ်ကြောင်းတစ်ခုနဲ့တက်သိမ့်ကြမှာပါဒီလိုသိမ့်တဲ့နေရာမှာအရေးအပါဆုံးကစေးရှိတက်တဲ့အရှိန်ပါပဲဂျာမန်တွေကလျင်မြင်တဲ့စေးရှိတက်တဲ့ဤပေါ်တော့ဒီ ် Rice King ကိုတွင်တဲ့သုံးကြပါတယ်ဒုတိယကမ္ဘာစစ်အစပိုင်းမှာဆိုရင်လည်း Arden Tor Oak ကိုခက်မြန်မြန်ဖျက်ပြီးတော့ပြင်သစ်စီကိုအမြင်လာခဲ့ကြတာပါဒါကြောင့်အဲ့ဒီအချိန်ကလို့ပဲ Hitler ကလည်းဒီ Rice King နီးလန်းနဲ့စစ်ကစားလာပါတယ်ပန်ဆာတန်ရင်နှစ်ခုမှာမြောက်ဘက်ကတန်ရင်ကိုတော့ဒီ SS အရာရှိဒီယိုဂွန်ပိုက်ပါကကွက်ခဲ့ပါတယ်ဒုတိယကမ္ဘာစစ်မှာဆိုရင်သူကအကြမ်းဆုံးနဲ့အရက်ဆက်ဆုံးတက်မှုတွေတွေမှာပါပါတယ် အရှေ့ပိုင်းဆင်းမျက်နှာဖြစ်တဲ့ဆိုဗီယက်ထိုးစစ်တွေမှာအစွန်ပြားနိုင်ခဲ့တဲ့အတွက်ဟစ်တလာကိုယ်တိုင်ကသူ့ကိုစူတစိတ်ရှိမြင်ရတဲ့အထိပါပဲဒီစစ်ဆင်ရေးမှာသူရဲ့တာဝန်ကတော့မူးစ်မြေအထိအရင်ရှိတဲ့ဖို့ပါအဲ့ဒီလမ်းကြောင်းပေါ်မှာရှိတဲ့ရော်တွေကိုတိမ့်ပိုက်ပြီးတော့အမေရိကန်တပ်ကူတွေမရောက်လာခင်မှာမြစ်ကိုကူးနိုင်ရပါပဲဒီစစ်ဆင်ရေးမှာသူရဲ့ဒီပန်ဆာတက်အပြင်အမှတ်၃ဒီဖော်ရှီမီယေကာတက်တွေနဲ့ post grenadier တက်လဲပါခဲ့ပါတယ်အင်အားကတော့စုစုပေါင်းဆိုရင်၆၀လောက်ပါ စစ်ပွဲအစပိုင်းမှာတော့အမှတ်3ဒီဖော်ရှီမီဂေယာတက်ခါတိုက်ခိုက်ရေးတော်တဲ့အထူးတက်တွေတွေမှာပါပါတယ်။ဒါပေမဲ့ Normandy တက်ကွေးတွေနဲ့အထီးနာတော်ခဲ့ပြီးတော့အခုစစ်ဆင်ရေးမှာလူသစ်တွေပဲအများဆုံးဖြစ်လာပါတယ်။စစ်ရေးအတွေ့အကြုံရှိတဲ့ဒီစစ်ပြင်တချို့လည်းဒီနေ့မှာဆက်ရှိနေပါသေးတယ်။ဒီဇင်ဘာ6ရက်နေ့မနေ့9နာရီခွဲမှာတော့စစ်ဆင်ရေးကိုဂျာမနီဘက်ကစလိုက်ပါတယ်။သူတို့တွေရဲ့ရှီတက်တက်လမ်းကြောင်းရှင်းဖို့အတွက်ဒီဂျာမန်ဘက်ကနေအမြောက်တွေကိုတရဇက်ပြစ်လိုက်ကြပါတယ်။ ရောမရှိတဲ့ American Tech ခေါင်းဆောင်ဒီ Boss ပြန်ပြောပြတာကအဲ့ဒီအချိန်မှာဒီသူတို့ကဂျာမန်တွေရဲ့ပြစ်ခတ်မှုကြောင့် Western တွေတွေကိုဝင်တော့ခဲ့ရတယ်ဆိုပြီးတော့ပါနောက်ပြီးတော့လက်နက်ကြီးတွေက သူတို့ရဲ့အရှိဖက်ကိုအရင်ကြားလာပြီးတော့နောက်ပိုင်းမှာအနောက်ဖက်ကိုထဲကျပါတယ်သူတို့ရှိနေတဲ့နေရာကိုတော့လက်နက်ကြီးကကြားမလာခဲ့ပါဘူးဂျာမန်တွေဒီလိုပြစ်ခတ်တာအချိန်တော်တော်ကြာခဲ့ပါတယ်၄၅မိနစ်လောက်အကြာမှာတော့ဒီဂျာမန်တွေကယော်နာကိုရောက်လာကြပါပြီ န်ဆာတင်ကားတစ်စင်းနဲ့ရော်ရဲကိုဖျက်ဝင်လာပါတယ်ဒါပေမဲ့ရော်ရဲမှာရှိတဲ့ American တပ်ဖွဲ့ဝင်အစိုးရကတော့ဘာမှပြန်မလုံးနိုင်တော့ပဲစုပ်ဖို့လုပ်ရပါတော့တယ်ရော်ရဲကသူတို့တပ်ဖွဲ့ဝင်တွေကိုကေဖို့အတွက် American တပ်ကလူ3ယောက်လွတ်လိုက်ပြီမဲ့ဒီဂျာမန်တွေနဲ့တွေ့ပြီးတော့မှအဖမ်းခံလိုက်ရပါတယ်ဒါပေမဲ့ယော်ရဲကတပ်ဖွဲ့ဝင်2ယောက်ကတော့ဒီနော့အုပ်တွေကိုအကာအကွယ်ယူရင်းနဲ့တော့အုပ်သေးကိုပြန်သွားနိုင်ခဲ့ပါတယ်မနေ့9နာရီခွဲကိုရောက်တဲ့အချိန်မှာတော့ ဖော်ရှိမိခဲ့တာတက်ကယော်ရဲကိုစောင့်ဝင်လာပါတယ်တောအုပ်တွေမှာရှိနေတဲ့အမေရိကန်တွေကသူတို့စီမရောက်ခင်အထိမပြည့်ကြသေးပါဘူးအဲ့ဒီမှာပဲမမျော်လင့်ထားတာတွေကစပြီးဖြစ်လာပါတယ်ယော်ရဲကအိမ်တအိမ်ကနေမိမတယောက်ထွက်လာပြီးတော့အမေရိကန်တွေရှိနေတဲ့နေရာကိုဂျာမန်တက်တွေစီတည်င်းတော်ပေးခဲ့ပါတယ်အဲ့ဒီဖြစ်ရခါယော်လမ်းမကြီးပေါ်မှာဖြစ်ခဲ့တဲ့အတွက်အမေရိကန်တွေလည်းမြင်ခဲ့ပါတယ်အဲ့ဒီနောက်ဂျာမန်တက်တွေကလည်းနေရာယူလာပြီးတော့မှနှစ်ဖက် အပြင်းအလှန်ပြစ်ခတ်တာတွေဆလာပါတယ်။ဂျာမန်တွေကကွင်းပြင်မှာရှိနေတဲ့အတွက်တိုက်ပွဲအတွင်းမှာအတော်လေးခံခဲ့ရပါတယ်။ American ဘက်ကတရောက်တန်ရာရတဲ့အချိန်မှာဂျာမန်တွေကတော့စေနှင်းရှိတိုက်ကုန်ပါပြီ။တရားရတဲ့သူတွေကလည်းမနေပါဘူး။ဒါကြောင့်ဂျာမန်တွေကနောက်ကိုပြန်ဆုတ်ခဲ့ရပါတယ်။မနေ့စစ်တပ်နာကြီးမှာတော့သူတို့ကပြန်ပြီးတော့မှတက်လာပါတယ်။ဂျာမန်တွေကအင်အားအလုံးအရင်နဲ့တက်လာပြီးမြဲသူတို့အတွက်ဒီသားသက်ကွင်းလို့ဖြစ်နေတယ်လို့လည်းဒီ American အဖွဲ့ခေါင်းဆောင် ဘောက်ကပြောခဲ့ပါသေးတယ်။ဒီဂျာမနီဘက်ကဘလောက်ပဲထိထိပေါ့နော်ဒီဆက်ပြီးတော့မှတက်နေကြတာပါ။အဲ့ဒီလိုဖြစ်တာက6မိနစ်လောက်ရှိပါတယ်။ဒီတက်လာတဲ့ဂျာမန်တိုင်းကလည်းလေးကြတော့တဲ့သူတွေပဲဖြစ်ကုန်ပါတယ်။ဒီနေရာမှာအမေရိကန်တွေရှိနေတဲ့တော်အုပ်ကကုန်းပေါ်ကကြပါတယ်။အပင်တွေရဲ့အခါအခွေကိုလည်းရထားတာကြောင့်နေရာကောင်းတစ်ခုလို့ပြောရမှာပါ။ဂျာမန်တွေရဲ့တက်လာတဲ့လမ်းကြောင်းတွေကကွင်းပြင်ကြီးတွေပါ။စစ်တပ်နိုင်၄၅မှာတော့ဂျာမန်တွေကဒုတိယတစ်ခေါက်ပြန်ဆုတ်ခဲ့ရပါတယ်။ ဒီနောက်တော့ညနေ၄နာရီမှဒါဒီယာအကြိမ်တက်လာပါတယ်။အဲ့ဒီမှာလည်းအမေရိကန်ဘက်ကပြန်တိုက်ခိုက်တာတွေရှိခဲ့ပါတယ်။ဂျာမန်ဘက်ကလည်းဒီနောက်ဘက်ကနေလက်နက်ကြီးပစ်ကူတွေပြင်တင်းကားပစ်ကူတွေနဲ့စစ်ကူပေးခဲ့ပါတယ်။ဒါပေမဲ့မြေပြင်မှာတော့တက်လာတဲ့ဂျာမန်တွေကတယောက်ပြီးတယောက်ကိုထိနေကြတာပါ။စစ်တပ်သားတွေကလည်းအဲ့ဒီမှာဒီဘေတော်ရမန်းကိုမတိတော့တဲ့အခြေအနေမျိုးအထိဖြစ်ကုန်ပါတယ်။ဂျာမန်တွေဘက်ကအဲ့ဒီတစ်ခေါက်မှမနိုင်သေးပေမဲ့ အမေရိကန်တွေအတွက်တော့ခက်ခဲခေခေခုခံရဖို့အတွက်ဖြစ်လာပါတယ်။လက်နက်ကြီးတွေထိမှန်တဲ့အတွက်အမေရိကန်ဘက်ကဒဏ်ရာရတဲ့သူတွေပေါ်လာပါတယ်။ဒီဆက်တွေ့ရေးဒီဆက်တွေကလည်းတိုက်ပွဲကြောင်ပြတ်တော့ခဲ့ပါပြီ။လူတွေကလည်းအကြိမ်ကြိမ်ဖြစ်နေတဲ့ဒီထိုးစစ်တွေကြောင့်ပေါ့နော်ပင်ပန်းနေကြပါပြီ။နှင်းရောတွေရှားမှစစ်တပ်ရတာကပို့ပြီးတော့မှပင်ပန်းပါတယ်။ဒါကြောင့်အမေရိကန်တပ်စုကဒီသူတို့ရဲ့တပ်ရင်းစီကိုတင်းပို့ဖို့အတွက်လူနှစ်ယောက်ကိုလွှတ်လိုက်ပါတယ်။ဒါပေမဲ့သူတို့နှစ်ယောက်အဖမ်းခံလိုက်ရပါတယ်။ တောအုပ်တွေကအမေရိကန်တွေကတော့ဒါကိုမသိသေးပါဘူးအဲ့ဒီအချိန်မှာပဲယော်တွေကဆိုင်တစ်ခုမှအထိုင်ရှားနေတဲ့ဂျာမန်တက်ခေါင်းဆောင်တွေကနောက်ထပ်ထိုးစစ်တစ်ခုအတွက်ပြင်ဆင်နေကြပါတယ်ဒီဒီချိန်ထိုးမဲ့နေရာကတောအုပ်ရဲ့ညာဘက်မှာပါညနေနေဝင်လာချိန်မှာတော့ဂျာမန်တွေကဒီတောအုပ်ရဲ့ညာဘက်ကနေစပြီးတော့မှဝင်လာကြပါတယ်အမေရိကန်ဒီတက်ခေါင်းဆောင်တွေပြောတာကညာဘက်မှာဝင်လာတာကိုသူတို့မသိခဲ့ကြဘူးဆိုတာပါလူအရိုက်ကိုသူအရင်မြင်ခဲ့ပြီးတော့မှ ူးလူတွေမဟုတ်မှန်းရိမ့်မိတဲ့အချိန်မှာတော့အရင်ဆုံးသူပြစ်ခဲ့ပါတယ်ဒါပေမဲ့အချိန်ကနောက်ကျတော့ခဲ့ပါပြီဂျာမန်တွေကအလုံးအရင်တွင်ကိုတော်အုပ်သေးကိုရောက်နေကြပါပြီအမေရိကန်ဘက်ကခုခံမှုတွေလုံးနေတော့မှာပဲဂျာမန်လက်ဆက်နဲ့အမေရိကန်တပ်သားတယောက်ရဲ့မျက်နှာကိုကြေထိတော့ခဲ့ပါတယ်အဲ့ဒီနေရာမှာပဲတပ်သားကကြာဆုံးတော့ပါတယ်အမေရိကန်တပ်ကောင်းဆောင်ကအဲ့ဒီအချိန်မှာအသက်20တနည်းတောင်မှမပြည့်သေးပါဘူးဒါပေမဲ့စိတ်လိုက်မှန်ပါမလုပ်ခဲ့ပဲဒီအင်အားမမြတ်တာတော့တဲ့အတွက်လက်နက်ရှာခဲ့ပါတယ် သူတို့စီမှာလည်းဂျေဆန်နဲ့ဒီရိခါတွေကမကြင်တလောက်ဖြစ်နေပါပြီဒါကြောင့်မဲ့တူးလူတွေအသက်မသေးရဲ့အတွက်လည်းနဲ့ရှာဖို့ဆုံးဖြတ်ခဲ့ပုံပါနောက်တော့သူတို့ American တပ်ဖွဲ့ဝင်၁၈ယောက်ကိုဂျာမန်တွေကတုံ့ပန်းအနေနဲ့ဖမ်းသွားပါတယ်ဒီတိုက်ပွဲမှာ American ဘက်ကတယောက်ကြာရှုံးပြီးတော့မှဆေးလေးယောက်ဒဏ်ရာရခဲ့ပါတယ်ဂျာမန်တွေကတော့ကိုးစင်းယောက်ကြာရှုံးခဲ့ပြီးတော့မှ900လောက်ကဒဏ်ရာတွေနဲ့ပါတကယ်တော့ဒီတိုက်ပွဲကအင်အားလုံးဝမမျှတဲ့တိုက်ပွဲပါဂျာမန်ဘက်ကအင်အားအသာစီးရခဲ့ပေမဲ့၄ချိန်မြောက်တိုက်မှပဲနိုင်ခဲ့တာပါ ဒီမြေပြင်မှာတော့ဂျာမန်တွေကနိုင်ခဲ့ပေမဲ့မဟာဗျူဟာအရတော့အမေရိကန်ဘက်ကအသာစီးရတော့တဲ့ပွဲပါတခဏအတွင်းနဲ့ဒီ Moose Music ကိုရှီတဲမယ်လို့စီစဉ်ထားပေမဲ့ဂျာမန်တွေကအဲ့ဒီရောမှာနေဆေးရှင်းနိုင်လောက်ကိုကြာတော့ခဲ့ပါတယ်ဒီအချိန်အတွင်းမှာဒီမဟာမိတ်တွေကလည်းစစ်ကူတွေနဲ့ဆေးရေးပြင်ဆင်မှုတွေကိုလှုပ်ထားနိုင်ခဲ့ပါတယ်နောက်ထပ်တက်လာမယ်ဂျာမန်တွေရဲ့ခကြီးကမလွေကူတော့ပါဘူးဒီတိုက်ပွဲကတော့ဒုတိယကမ္ဘာစစ်အပြီးမှာအမေးပြောက်ခံခဲ့ရတဲ့တိုက်ပွဲတစ်ပွဲပါဒါပေမဲ့ သူရဲ့အရေးပါမှုကကမ္ဘာဆေးအရှိအနေကိုပြောင်းလဲတော့စေနိုင်ပါတယ်တကယ်လို့သာ American တပ်တွေကစစ်စစ်နာကြီးကြအချိန်မဆွေးထားနိုင်ခြင်းမဟာမိတ်တွေအတွက်ဒီ Berlin ထိုးစစ်မှာအချိန်တွေကြံ့ကြသွားနိုင်ပါတယ်ဒီလိုအရေးပါခဲ့တဲ့တိုက်ပွဲဖြစ်ပေမဲ့1980ကျော်ရောက်မှသာဒီတိုက်ပွဲအကြောင်းကိုလူတွေသိလာကြတာပါတိုက်ပွဲမှာပါကြားတဲ့သူတွေအတွက်ဂုံပြူးစုတစိမ့်တွေကလည်းအဲ့ဒီကာလအရောက်မှပဲပေးအပ်ခဲ့ကြတာပါဒီတိုက်ပွဲကအရေးပါဆုံးသောအမေးဖြောက်ခံစစ်ပွဲပါပဲ ီဗီဒီယိုကတော့ဒီလောက်ပါပဲခင်ဗျာဒီနေ့မှကျွန်တော်ပြောပြသွားတာကတော့ဒီ Boss တိုက်ပွဲရဲ့ Nazareth ရောတိုက်ပွဲဒီတိုက်ပွဲသေးသေးလေးတစ်ခုအကြောင်းပဲဖြစ်ပါတယ်နောက်နေ့ဗီဒီယိုမှာတော့ကျွန်တော်ဒီ Boss တိုက်ပွဲအစအဆုံးကိုကျွန်တော်တင်ဆက်ပေးတော့အောင်ပါအဲ့ဒီအချိန်မှလည်းစောင့်မျှော်ကြည့်ရှုကြပါဦးခင်ဗျာနောက်ထပ်ဗီဒီယိုတစ်ပုဒ်မှာကြင်ကြင်မှန်မှန်နဲ့ပြန်တွေ့ကြရအောင်ပါ